ားလုံးမင်းမင်္ဂလာပါဗျာခုတစ်ခါမှတော့ရင်ကျေးလိမ်မာတင်တဲ့ကြောင်းမှာဖုံဖုံမေးတဲ့မေးခွန်းကြောင့်အဆက်ကွဲခဲ့ရတဲ့အန်တီရဲ့ရုပ်တံပရိုဖိုင်လေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါရစေဗျာအားလုံးလည်းဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပြီးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေတူစုလိုက်ပါရစေဗျာအဲ့မှာရွှေမင်းကြီးဆွဆွထရဲ့တနေကုန် ဓာတ်ပုံရိုက်တဲ့ဟာလေးကိုမနေ့တပိုင်းပေါ့နော်၁၁ခွဲစနစ်လောက်မှာပြီးသွားတယ်။ဒါပေမဲ့ကျမတို့ကဆဆချင်းရိုက်တော့အချိန်ကမင်းသမီးဆွဆွထိုက်ရဲ့ဟိုပါပေါ့ဓာတ်ပုံရိုက်တဲ့ရှူတီမြင်ကွင်းကိုအသက်၉နှစ်ကျော်ရမှာပထမအဆုံးမြင်တဲ့ကြောင့်ကျမတို့စိတ်ဝင်စားကြည့်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းကျတော့အာအမေကြီးကနေပြီးတော့ညို့တွေကရှာရှာတက်တက်နေမဟုတ်ကဟုတ်ကအဲ့ဒါဘာအန်ဒီရမှမရှိဘူးဘာယောဂါမှလည်းမဟုတ်ဘူး အဲ့ဒါကိုဖောက်ပတ်တော်လို့ပြောလိုက်တဲ့ခေါက်ကျမနဲ့ကျမတငယ်ကြီးကအဲ့ဒီကျမတို့ဗရောက်ပင်အောက်ကိုပြန်လာသွားတာမင်းသမီးကိုမမြင်တော့ဘူးဖောက်ပတ်တော်ကြီးကိုတမတမေတမောကြည့်ကြတာပင်လည်းဘေးကပြောသေးရဲ့သူကလည်းအဆမ်းပဲပေါ့နော်တငယ်ချင်းကကျမကိုပြောအဲ့ဒါအဆမ်းပဲပေါ့နော် ဖားဘက်တော်ကအဲ့လိုမျိုးပေါ့အေးဟုတ်တယ်ပေါ့ तू ကလည်းပေါ့နော် तू ဖားဘက်တော်ကလည်းတဒေါင်လုံးရှိရကြံချောင်းကြံချောင်းကြီးလိုပဲပေါ့နော်ဒီဖားဘက်တော်အကြောင်းအဲ့မနဲ့တပိုင်းလုံးကဖားဘက်တော်နဲ့ပြီးသွားရောက်ကွယ်ပြီးသွားတော့ကျွန်မတို့နောက်တပိုင်းကပါလဲဆိုတော့ပါလဲရင်ကျေးလိမ်မာတင်တယ် ရင်ကျေးလိမ်မာတင်တန်းကအမှန်တော့ဖုံးကြီးရကျမဟင်းနေခိုးစားမှန်ကောင်းကောင်းတိလို့ तू ကကိုယ်ကိုလည်းချစ်လို့ပေါ့နော်ဒီအဖေကိုလည်းဖုံးကြီးချစ်တဲ့အတွက်ကြောင့်အဖေရဲ့သမီးကိုလည်းဒီတကာကြီးရဲ့သမီးလို့လည်းချစ်တဲ့အတွက်ကြောင့် तू ကနေရာဒီကျောင်းမရက်လေးမှာကလေးတွေအလဟတတစ်ချိန်လုံးဆော့တာမျိုးဖြစ်ရအောင်ဆိုဖုံးမောလည်းစေတနာနဲ့ပါကျမဖေကပို့သဘောကြတာပေါ့နောက်မှဆိုတစ်ချိန်လုံး သူတမီအကြီးမားဥဆောင်ဥရပြုတဲ့အငယ်မတစ်ခုပြီးတစ်ခုဖြစ်နေတဲ့ခါကျတော့ကျမဖေရလေရုံသွားတာတော့ကျမကိုစိတ်မဖြောက်ဘူးတိလားသူဖြစ်နိုင်မယ်ဆိုရင်တော့ကျမတော့ရုံခေါ်သွားခြင်းနဲ့အနေဒါဒီဖြစ်လာနောက်ပိုင်းပေါ့နော်ကျမလည်းဟိုပီမော်တက်ဒီပီမော်တက်ကားကနေပြုတ်ကြဖြစ်ချင်နိုင်ဖြစ်ပြက်ချင်နိုင်ပြက်နေရကွာအဲ့နဲ့ယောဂီဝတ်စုံကြီးချုပ်ပေးတယ်ကျမဖွာရင်ကျေးလိမ်မာတင်နေအောင်သူကကျမကိုတော်တော်ကိုမပုတ်ချင်တာတိလားအဲ့ဒါနဲ့ ကျမရဲ့ကျမဘေးရကျမတငယ်ချင်းနှစ်ယောက်ရဲ့ပြီးတော့တက်ကအဲ့တော့ကားအစီစဉ်ပြီးကားကလည်းခုမျိုးလေးပေါ့ခုမျိုးရှိရှိလေးတီအီလို့ခေါ်မလားအဲ့ခေတ်က four car ride မရှိသေးဘူးကွာတခုခုပေါ့ရှေပေါ့ဟိုအခုလို high 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 jet လို့ high jet အကြီးစားလိုမျိုးအရှေနဲ့တက်ထဲကတချို့ကျမတို့ထက်ဟိုအတန်းကြီးတဲ့ဟိုဟာလေးဟိုစစ်တီတွေရဲ့သားသမီးတွေလည်းပါပါတယ်အဲ့ကျမတို့က အဲ့ယောဂီဝတ်စုံကြီးဝတ်ပြီးတော့ဟိုခါချိုးချီလုံးကြီးနဲ့အပေါ်အင်းကြီးအဖြူနဲ့တပတ်အညိုတထဲနဲ့အဖွားကလည်းဘလောက်တောင်မှသူ့မျိုးကိုချစ်လဲဆိုတော့လေကားပေါ်အမလေးချော့ချော့ချူချူတီးလာဖုံဖုံဆရာတို့ဤစကားနားထောင်နော်နော်ခေါင်းကြီးမလိမ်ပါတယ်ချွချွချွချူနဲ့ပြမျိုးရွှေရွှေနဲ့ပဲနော်အမထူးထူးခြားခြားတခါမှမဟုတ်ဖို့မပေးဘူးတဲ့အဖွားကမဖို့တစ်ချက်ပေးလိုက်တယ်ရင်ကျေးလိမ်မာတင်တန်းတက်လို့တဲ့နော် ရတယ်လေတငယ်ချင်းတဲ့နှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ဟိုရရင်တို့ဘာလို့ရင်ကောင်းမလဲဗောတို့ယဉ်ကျေးလိမ့်မှာတင်တန်းမှာအဲခေါင်းကြီးမရာဆိုရင်ရိုင်းသားမယ်ကွာတိလာကိုဟိုဆရာတော်ကြီးရဲ့စကားကိုနားထောင်ပြီးတော့ဒီလိုယဉ်ကျေးယဉ်ကျေးလိမ့်မှာတင်တန်းမှာအေးအေးဆေးဆေးယိုယိုကျွတ်ကျွတ်နေရမယ်ဆိုလို့ရှိရင်ကိုနှစ်ကျော်တဲ့အထိကိုစိတ်ထင်တယ်လုတ်ခဲ့တဲ့ကျမရာဆိုရင်ရိုင်းသားမှာရတယ်ဘာဖြစ်ဘိုးဘိုးတကြားကတော့အရန်ပြောအဲ့နဲ့တထုံကနေပြီးတော့ဟိုဟာပေါ့ အကြောင်းလန်းကနေညာဘက်ကိုရင်ဖုံဖုံကြောင်းကဖုံဖုံကြောင်းအလိုဟိုဗောလေဟိုဟာဗောတန်တန်ခက်ခက်လေးပါပဲကျဲလဲကျဲတယ်အဲ့မှာဖုံဖုံကဘာလုပ်ထားလဲဆိုတော့တက်ကတက်ကအဖေတို့အဖွဲရင်းနဲ့ပေါင်းပြီးတော့ဟိုမျိုးလေးဟိုမျိုးအာဟိုမျိုးလေးဟိုဘလိုကြီးလဲအမိုးရဲ့တိုင်နေရဲ့အောက်ကကြတော့ဟိုဟိုတက်ကဲဖြားလာဟိုဝါးတွေကိုလုတ်တဲ့အဲ့ဒီဟာကြီးခင်းထားတယ်အဲ့လိုမျိုးဖုံကြီးကြောင်းထဲမှာမဟုတ်ဖုံကြီးကြောင်းရဲ့အရှိတ်ဘက်မှာ အရေးကောင်းတဲ့နေရာမှာပေါ့နော်အာပြီးတော့အဲ့မှာတခြားအဲ့ဒီဖုံဖုံတို့ရှိတဲ့เจ้าရဲ့ကျွန်မဖုန်ကြီးเจ้าနေမယ်တော့မမှတ်မိတော့ဘောနော်အဲ့နှစ်နှစ်တရားလည်းအရန်ကြပြီဆိုတော့အဲ့ဖုံဖုံအဲ့နားမှာရှိတဲ့ရက်ွက်ရက်ွက်ပေါ့အဲ့ဒီနေရာတွေကကလေးတွေလည်းလာကြတယ်ဘလောက်လောက်ရှိလဲဆိုတော့ကျွန်မတက်ကကလေးတွေကြီးပဲက20ကျော်လောက်ရှိမယ်ရက်ွက်ထဲကကလေးတွေလည်းပါတယ်ကွာအနည်းဆုံးအဲ့မှာအဲ့ဒီအခုဟိုဘလို့ခေါ်လဲအပေါ်ကအမိုးနဲ့ဘေးကဝါးတွေနဲ့အောက်က ဟွာခင်းတာလေ음အဲ့လိုခင်းတဲ့ဟာအဲ့မှာကတန်းစီထိုင်မော့အကုန်လုံးသူ့သူ့စီနဲ့သူ့ဘာသူရက်ွက်ကလာရဲ့လေရက်ွက်ကလေးရက်ွက်ကလေးဒါပေမဲ့တိရတိုင်းပဲလေအဲ့ဒီရင်ကျေးလေးမှာတင်းတဲ့မှာအကြီးဆုံးအသက်မှာအများဆုံးရှိ17 17ပေါ့အဲ့မှာ17 17အရွယ်တွေကျမတို့လို့9နှစ်ကျော်အရွယ်တွေ10နှစ်အရွယ်တွေအဲတချို့ဆိုလို့ရှိရင်8နှစ်အရွယ်လောက်တောင်ပါတယ်အဲ့နဲ့အရှက်တောင်တပေါက်ပေါ့ကွယ်ဟုံးညနေပြောအဲ့ကလေးတို့ကဲ ခလေးတို့လာကြအခုဒီဖုံဖုံကအဲ့မှာဖုံဖုံကနေမိုက်ကြီးနဲ့စတိတ်လေးပေါ်မှာခုံစတိတ်တော့မဟုတ်ဘူးသူကလေဟိုမျိုးခုံနေပေါ်မှာအခင်းလေးခင်းထားတယ်အဲ့ဒီပေါ်မှာဖုံဖုံကထိုင်နေကျမတို့တွေကအောက်မှာပေါ့အောက်ကဟိုမျိုးအင်းဝါးရရက်ထားတဲ့အခင်းပေါ်မှာထိုင်ရတယ်ကွာဖုံကြီးအရှက်နေမိုက်နဲ့အာဘယ်လိုပေါ့နော်ဒီလိုမျိုးပြောပြနေဖုံကြီးပါပြောလေကျမတို့မသိဘူး ကျမတို့အရှိတန်းကအစရဲရောက်ချင်းကျမတို့အရှိတန်းမှာတတ်ထိုင်လိုက်သေးရဲ့အဲငါတို့ဘူကြီးသမီးပေါ့နော်ဒါပေမဲ့နောက်ပါအချိန်ကြီးကပေါ့တငယ်ကြီးကပြောတယ်ဟဲ့တဲ့အရှိတန်းမှာထိုင်လို့ရှင်းလို့ရှိရင်တဲ့အဆင်ပြေဘူးတဲ့တတိယတန်းလောက်ဈင်းထိုင်နေတယ်ဆိုတော့ကျမတို့ညအရှိကနေပြီးတော့ဘက်ပြန်ဆုပ်လာတယ်ပေါ့နော်ဘက်ပြန်ဆုပ်ပြီးကျမတို့တတိယတန်းများလောက်မှာထိုင်တော့အရှိမှာတော့ရက်ွက်ထရလူတွေများပါတယ်ကျမတို့ပြီးတော့တတ်ထရကျမတို့တဲ့ senior အမကြီးတွေအေးစတနစ်စနစ်နေရကြတယ်သူတို့လည်းအေးစစ်စစ်ပေါ့နော်တနခါပေးကြလေကျမတို့မျက်နှာပြောင်နေစပြတ်တန်းတာပဲတိလား ်ဖွားရည်ကလည်းတိလာဟိုမျိုးလေဟိုယောဂီခလေးဝတ်စုံလေးသာချုပ်ပေးလိုက်တာကျမအဲ့တဘက်ကတဏီယာဟိုလုံကြီးကတဏီယာခန္ဓာကိုယ်ကပြောတာပါအဲ့ညာတဏီယာကွာအဲ့လိုမျိုးအင်းဖုန်းကြီးကပြောချင်တာပြောအရှက်အီးပုတ်ကြပြန်ပချစ်ပချစ်ပြောတဲ့လူကပြောအမဇီးတော့ခိုးစားရဲ့လူကကိုကကိုကငကိုရဲငတ်ပါတယ်ဆိုမှသိရမလားအဲ့နဲ့သူများဇီးတော့စားတော့ပဲကြည့်တယ်ဖုန်းကြီးအရှက်ကဘာပြောသွားမလဲကျမတော့မသိလိုက်ဘူးဟိအဲ့နဲ့အဲ့ဒီမှာဆရာတော်ကြီးကနေပြီးတော့ဟိုခလေးတွေရေးကြီးလေးမှာတင်တယ်မှာဘလို့မျိုးလေးပေါ့နော် အာလူကြီးမိမတွေကိုဘယ်လိုလုပ်ရမလဲပြီးတော့ဖះရှိခိုးအဲ့ဒါဒါဖះရှိခိုးကျွန်တော်တို့ခိုးတက်တယ်လीเนาะကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ဖះအညာတိုင်းဖះဝတ်ပြုခနဲ့မဝတ်ပြုလို့မရအောင်ကျွန်တော်ရက်ခက်တည်းရမှာဆိုကျွန်တော်တို့ဖះတော့ပုံမှန်ဝတ်ပြုရတယ်ကွာအဲ့သူပြောချင်တာပြောအမအီးပေါက်လို့နန်းလို့စိတ်ကမကြည်တာတမျိုးအရှိကနေဇီးတော့စားနေတာအာပြီးတော့ဝေဖာဝေဖာလေးအဲ့ခက်ကဝေဖာလေးရှင်အဲ့ဝေဖာလေးနှစ်ခုကတ်ကတ်ပြောကြိုက်ကြတာကွာပြီးအဲ့ဝေဖာလေးကိုကျွန်တော်တို့ဆိုဘာလို့လဲဆိုအိမ်ဆောက်ကြတာတွေးနဲ့ရှာနဲ့တွေးနဲ့ရက် ိမ်ဝေဖာပေါ်မှာတတွေးနဲ့ရက်ပြီးဝေဖာတွေပြန်ကတ်ပြီးအဲ့လိုပေါ့ဝေဖာစားတဲ့လူနဲ့ကိုကဖုန်ကြီးပြောတာအာယုံမရအောင်စိတ်ထဲမှာလည်းဖုန်ကြီးကိုတိတ်ကြည့်လာတယ်တော့မဟုတ်ဘူးကွာသိရမလားသူဟင်ကိုစားတာသူရိတ်မိလို့ကို့ဟိုအဖေတော်လာပြီးတက်သေးသေးအောင်စုံငံကြောင်ရင်လာပြောပြီးရင်ကျေးလိမ်မှန်တင်နန်းပို့ဖို့အတွက်သူစီစဉ်ထားတယ်ဆိုတဲ့တောင်တက်ကလည်းအကုန်လုံးဒီလိုဒီကလေးတွေတင်နန်းအတွက်ဆိုပြီးတော့အကုန်လုံးဒီဝါးတိုင်တွေတို့အမိုးတို့ကစအကုန်လုံးပေးတာပါတက်ကဖွဲ့ရရလဲဆိုတော့အဲ့ဒီအချိန်မှာ ဆရာတို့ကနေတခါကြီးဘူကြီးအောင်ကိုရဲ့သမီးလေးကဗမာဒီနေ့ပါရက်လာရင်ကျေးလိမ်မာတင်တန်းတက်ကောတက်ကဲလာဆိုအန်တငေကျတထောင်စင်းနဲ့ကျမကိုတွတ်နေပြောနေမင်းနေအတခါကြီးဘူကြီးအောင်ကိုရဲ့သမီးလေးကောဒီရင်ကျေးလိမ်မာတင်တန်းကိုလာကောလာရဲ့လာအဲ့နဲ့ကမန်းကနေထလိုက်ကောလက်ညိုလေးထောင်လိုက်တယ်တေမဖုံဖုံလာပါတယ်ပေါ့ အဟောပြီးတိုင်းတိုင်းတိုင်းအဲ့နဲ့ပြီးလဲပြီးရောအဖုံးကြီးလည်းပြောလို့ပြောသွားတာပဲကွတိလဲကျမအကုန်လုံးတော့မမှတ်မိဘူးဒါပေမဲ့ကျမတိတာအဲ့ဒီမှာဟိုပါပေါ့17နိုင်ခွဲလဲလဲကြာလဲကြာရောအဲ့ပထမရက်ကအဲ9နိုင်လောက်ကစတဲ့ရင်ကျေးလေးမှာတန်းတာ17ခွဲဆိုပြန်ရရောပထမတရက်ကတော့အေးအေးဆေးဆေးပဲပေါ့နော်အဲ့လိုပဲ3ရက်4ရက်မြောက်လဲကြာလဲကြာရောကျမတို့အရန်ပြင်းနေပြီကွာတိလာတကယ်ကြာကျမတို့စော့ကျင်ဒီအချိန်ကကျမတို့ရဲ့ဘဝရဲ့ ဟိုအဆော့အမဲအချိန်ကွာကျွန်မတို့ဒါကျွန်မတို့အချိန်နေဒီဖုံဖုံပြောချင်တာပြောအရှိကနေပြောချင်တာပြောမိုက်ကြီးနဲ့အော်ဂျင်နာအော်ပြီးနားထောင်နေဖို့အတွက်ကျွန်မတို့ကအရန်ကျွန်မတို့အရန်ချိန်ကုန်တယ်ကွာတိလာဒါပေမဲ့မကောင်းတတ်ဘူးလေကျွန်မဒီရင်ကျေးလိမ်မာတင်နန်းကိုမတက်လို့ရှိရင်ကျွန်မရိုက်ခံရအောင်ပါလीနော်ကျွန်မခဏခဏရိုက်ခံရလို့လည်းမဖြစ်ဘူးအဲ့ဒါနဲ့9ရက်မြောက်9ရက်မြောက်နေ့လောက်မှာထင်ပါတယ် ဆရာတော်ကြီးကလည်းပြောပြပါဗါတယ်အဲအဲ့လိုပေါ့ကျမကလည်းဟိုကိုကအာရုံရတာကျမသူများစားတဲ့အစားကိုအနောက်ကနေတတရတန်းကနေပြီးတော့ငက်တာရဲအဲသူများပချုပ်ပချုပ်ပြောခိခိခိလုတ်တဲ့ဟာကိုကျမကြည်ပြီးရည်တာရဲတချို့လည်းတကယ်ကိုအိန္ဒြေသိက္ခာနဲ့နေတဲ့အမတွေလည်းအများကြီးရှိပါတယ်တင်တန်းမှာလေကျမတို့ပဲကျမတို့ကကနာမငိမ့်ဘူးဆိုတာဒီလိုငိမ့်တော့ငိမ့်တယ်စိတ်ကလေစားကျင်နေတာသူများဆိုင်ငပြိုးသီးစားရမြင်လဲခိုးစားကြတာပေါ့နော်ခလေးတွေကခိုးစားရမြင်လဲကိုစားကျင်တယ်ကွယ်အဲ့နော် ငါရဲ့လုံးလုံးကတော်တော်ဒုက္ခရောက်ခဲ့တယ်တိလာကိုကအရိုက်ခံရမှဆိုးလို့ဒါလေဒီတင်နန်းကိုမဖြစ်မနေကျမသွားရတာပြီးတော့လေကန်းဆိုးကျင်တော့လေအဲ့ဒီတက်ကကားကြီးကလေတိလာအမြဲတမ်းအဲ့ဒါမနေ့ရှင်းနိုင်ဒေါင်ကလေးဆိုနေအိမ်ရှိမှကားလာရက်ပြီးရေကြီးလေလိမ္မာတင်နန်းပို့မို့တဲ့ကားဆရာကြီးကကျမလည်းကျမတငယ်ချင်းကလေမနေ့ဆိုအိမ်ရာနဲ့ပြူးပြူးပြူးထထပြီးထမင်းနဲ့နုံမှုန့်နဲ့တကြားနဲ့နေပြီးစား စားပြန်တယ်အဲ့ဒီဟိုယောဂီဝတ်စုံလေးနှစ်စုံချုပ်ပေးတယ်ကွာအဖွားပထမတည်းရဝတ်ပြီးရတဲ့စုံဆိုရင်ပြောက်တယ်နဲ့အဲ့ဒါကိုလျှော်တယ်နောက်နေ့ကျအတိဝတ်တယ်အဲ့လိုအဲ့နေနှစ်စုံကိုလဲလဲယူရတာကွာဒီလုံကြီးခလေးလုံကြီးကျင်းကျက်ကြီးနဲ့ဘလောက်စိတ်ဒုက္ခရောက်ကြရာသီးထွားပူတာတမျိုးဖုံးညမိုက်ကြီးနဲ့ဟိုအရှိကနေခုံမောကနေပြီးအော်နေတာတမျိုးပြောချင်တာပြောနေတာတမျိုးနဲ့တော်တော်ကိုဒုက္ခရောက်ခဲ့တယ်အဲ့ဒါငားရမြောင်းနေကျတော့အဖွားမဟုတ်တဲ့ချက်ပေးတယ်လေ ဲ့ဒါနဲ့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့အဲ့အဲ့ငားရဲမြောင်မတ်မနဲ့သွားခင်ပြန်ရောက်ညနေမှာကျွန်တော်တို့လိုင်းကနေသွားပြီး0တပိုင်းဝယ်ပြီးသွားပြီးလက်ပြချောက်ရှင်ရင်ကျေးလိမ်မှာတင်တဲ့မှာကိုလည်းအားကြောင့်မခံစားမှာသူတို့တွေပဲခွချောက်ခွတက်တက်ကလေးခိုးစားနေတာကိုကြည့်ပြီးတော့လေးငားရက်ကမနေ့ကိုဟိုအာအာတိခံရတယ်ကွာအိုင်ယုန်နေနဲ့တကယ်ကြီးသွားကြတာပေါ့သွားပြီးတော့ဒါက0တပိုင်းဝယ်ပြီးတော့ထုတ်ပိုးထားတာစက်ကလေးနဲ့အဲ့အဲ့ငားရဲမြောင်နေကြတာဖုံးမနေပြပြတယ်ပေါ့နော်အဲ့မှာဖျားလောင်းနဲ့အဲအဲ့လိုပေါ့နော်ဒီဖွားဘက်တော်တွေ ဖះလောင်းကဘလို့ဖះလောင်းကဘလို့ဒီဒီလိုမျိုးပေါ့နော်ကလေးဘွားတွေကနေဘလို့မျိုးပေါ့နော်တမတမတ်ရှိတဲ့ဟာတွေရောအဲအပြောကလေးလူတာတွေရောအဲဒီလိုဘလို့လေရွက်တရားစီရင်တာရောကွဲဖုံမွားဟိုကလေးတွေနဲ့စိတ်ဝင်စားမဲ့ဟာနဲ့ပုံတို့ပတ်စလေးတွေပြောပြတယ်သူယင်ကြီးလိမ့်မှာတင်တဲ့အလဲအစမ်းနော်ဖုံဖုံကျမအမှတ်မိတာကိုကျမပြပြတာအဲ့နဲ့ပြောပြီးတော့ဖုံညာကျမကိုကြည့်နေမှာပေါ့သူတည့်ရလေသူရှေ့ဆုံးတက်မှာမထိုင်ဘူးဒီကလေးမလေးကအဲဘူကြီးတမီးလေးကရှေ့ဆုံးမှာမထိုင်ဘူးသူဘာနောက်မှာသူတို့ဘာတွေလှုပ်ခိုးစားကြမလဲတခုခုလှုပ်မလားသူကလည်း အပေါ်ကသာစင်ပေါ်ကသာတင်တန်းပို့ချနေတာမိုက်ကြီးနဲ့အော်အော်ပြီးတော့ तू तू ကကျမကိုကြည့်နေမှာပေါ့အဲ့တော့ကျမအဲ့နေရစီးတုပ်လေးစားလိုက်ကျမတို့ငယ်တော့ကကြတော့ဘလို့လဲတိလာစီးတုပ်စားပြီးလေလက်မပေးရမလားရက်တာလက်တွေပါဆုတ်ပြွပြပြပြဘုံကြီးကမြင်းသွားဟိအဲ့တော့ तू ပြောနေတဲ့ဟာကဘာလဲဆိုတော့ယင်ကျေးလေးမှာတင်တန်းကိစ္စကွာယင်ကျေးလေးမှာတင်တန်းမှာဖွားဘက်တော်နဲ့ဟိုဖျားလောက်နဲ့ဖွားဘက်တော်တွေအကြောင်းကိုပြောနေတဲ့ခါကျတော့အဲ့ဒါနဲ့ဘာမှမပြောကဲတဲ့ ဘိုးကြီးဒကာကြီးဘိုးကြီးအကွဲသမီးလေးထပါအောင်နဲ့ကဲသမီးလေးတဲ့ဖုံဖုံခုဘာပြောသွားလဲတဲ့ဖုံဖုံပြောသွားတာမှတ်မိလားဗောဆိုကျမကမှတ်မိပါတယ်ဖះလောက်နဲ့ဖားဘက်တော်ကြီးအကြောင်းပြောတာလေပြောနေတာအဲ့နဲ့အာတင်မဖះဖះလောက်နဲ့ဖားဘက်တော်ကြီးအကြောင်းပြောနေတာပါဖះလို့ဆိုတာအဲကဲဟုတ်ပြီဘူရောက်ကိုရဲ့သမီးလေးသူကခေါ်လိုက်ကျမလို့ခေါ်တယ်ကွယ်ဘူရဲ့ဘူရောက်ကိုရဲ့သမီးလေးတခါကြီးဘူရောက်ကိုရဲ့သမီးလေးအဲ့တော့ဖွားဖွားပဲတော်စလားဗာလေးတဲ့ ဟာဒါမှတကယ်ဝင်ကောင်းတော့ဒီလားတခါကြိုက်လေကလေးတွေရဲ့ဘဝမှာဟိုပေါ့ကျမတို့ကျမရဲ့ငယ်ဘဝတက်လျှောက်လို့မှာတော့လေဟိုကျမနဲ့ထတ်တူနီးပါမြောက်ရှုံးအောင်စော့ပြီးထတ်တူနီးပါကလန်ကဆန်လှုပ်တက်ပြီးထတ်တူနီးပါလှုပ်ချင်တာလှုပ်ပြီးတော့ဖြစ်ချင်တိုင်းဖြစ်တာ အစော့နဲ့ပတ်သက်လိုက်အစော့တပေါက်ရှက်ရှန်းတောက်ကိုကျမနဲ့ရွေရွေမှာကျမလောက်နီးနီးဆော့ခဲ့ဘူးတဲ့လူတွေတောက်ချန်ခဲ့ဘူးတွေလည်းရှိရင်ရှိပဲဒါပေမဲ့ကျမကတော့နည်းနည်းလေးတော့ပုံမဲ့ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမဟိုငငယ်ရနည်းနည်းဆိုးတယ်ပေါ့နော်ကိုကိုကိုလိမ်မာလေးလို့မပြောပါဘူးကျမဆိုးတယ်တကယ်ဝန်ခံတယ်ကျမဆိုးတာကြတော့အခုခေတ်ကလေးလို့မဟုတ်ဘူးကွာတိလားကျမကကျမ အပေတက်ချင်လဲဆိုရအောင်တက်တယ်နော်ရိုက်ခံလာကျမခံလိုက်တယ်ဘာမှဖြစ်ဘူးအရန်နိုင်ကို့အသားချင်းကို့အသားချင်းနှစ်တိုက်တဲ့အနည်းနဲ့ပုတ်ပုတ်ရုပ်ပြီးတော့အနာသက်တောင်လုတ်တက်တယ်ကွာကျမငငယ်တွေကလေအုံနောက်ကလေတိလာအဲ့လိုမျိုးလေအာပစီစီပလီစီ၆ချက်ညာဆိုဘလို့ထွက်မှမသိဘူးတိလာအဲ့ဒါနဲ့အဲ့လိုပြောတော့အာပြုံးပြုံးရွှေရွှေနဲ့ပေါ့နော်အမဇီးတော့ကဇီးတော့ကလက်ပေးလို့ဆုတ်ထားတဲ့လက်ကလေးကိုတခါတထိုက်ပစရက်ဆုတ်လိုက်ဆုတ်ပြီးတော့တီးရဖုံးပေါင်းလို့အဲဟုတ်ပြီအဖွားဘက်တော်တွေကဘာတွေဘာကိုခေါ်တာတော့တဲ့ဖွားဘက်တော်ဆိုတာ ဟာဖိုးကလည်းပေါ့အမလီအားနဲ့မန်နဲ့တိလာအောက်မှာလည်းကလေးကိုနဲ့ကိုထက်ကြီးရဲ့လူတွေကိုထက်ငယ်တဲ့ကလေးရဲ့ညာကြီးမှာမြင်းပေါင်နှစ်ချောင်းကနေပြီးတော့အောက်ကိုတန်းလန်းကြနေတယ်တဒါလောက်ရှိတဲ့ဟာကိုဘာမှထုတ်လို့ခေါ်တော့ဆိုတော့လေဖုန်ကြီးကလေမကြီးခိုင်ပြီလေမြင်းမကြီးအောက်ကနေမျက်လုံးကြီးတစ်ခုဟိုးပဇွန်ပဇွန်ပဇွန်တော့မျက်လုံးကြီးလို့ပြူးထွက်လာပြီးတော့ဟင်အောက်ကကလေးရဲ့ရည်ကြတာပေါ့နော်ကျမတို့တက်စီနီယာကြတဲ့တက်ကဆရာကြီးတမိလည်းရှိရက်ွက်ထရာမကြီးလည်းရှိရကွာသူတို့တွေက ရှင်းမပြောသူတို့မသိဘူးလေဖုံဖုံပြောနေတယ်ဖះလောက်နဲ့ဖွားဘက်တော်ဆိုတာကဖះလောက်မွေးဖွားတဲ့အချိန်မှာတူတူမွေးလာတဲ့ဖះလောက်နဲ့တူတူပေါ့နော်ဒီလိုမျိုးစီရင်ကန်းတွေကိုအဲ့လိုဟိုလုတ်ပေးတဲ့ဟာတွေကိုဖုံဖုံပြောနေတာငားရဆက်တိုက်နားထောင်နေတဲ့ကလေးတွေအကုန်လုံးသိတယ်ကျမကပဲအာယုံမရတာကျမအာယုံမရတဲ့အကြောင်းကျမဒီဖွားဘက်တော်တော့ကြားတယ်ဖះလောက်လည်းကြားတယ်အဲ့လိုမျိုး ဖုံဖုံပြောတဲ့ဟာတွေလည်းတိတယ်လူကြီးမိမရှိဘလို့သွားမလဲရေကြစ်လေးမှဘလို့ဖျားရှိကိုနီးဒါတွေကတိမိသားတွေကကျမတော့သူပြောချင်တာပြောကိုကလည်းကိုကကိုလှုပ်ချင်တာလှုပ်တာပဲတိတယ်မလားပြီးတစ်ခါကျရင်ဘာလုပ်လဲဆိုဖုံဖုံအရှိကနေအာမိုက်ကြီးနဲ့အာပြောနေတယ်အောက်မှာကျမတို့ကတေခွင်းကိုလေဒီလိုမျိုးလေဒီလိုဒီဘက်နဲ့ချောင်းဆွဒီဘက်နဲ့ချောင်းဆွပြီးတော့လှုပ်ပြီးတော့ကျဲလှုပ်ကြသေးတယ်နော်ကျမတို့လှုပ်ချင်တာလှုပ်တာကျမတို့ရင်ကျေးလေးမှတင်တော့တက်ချင်လို့တက်ရတာမို့ဒါ by force နဲ့ မဖြစ်မနေတက်ရမယ်ဆိုတဲ့အမိတ်ကြောင့်ကျမတို့တက်ရတဲ့ကြောင့်ကျမတို့ကလှုပ်ချင်တာလှုပ်မယ်ဒါပေမဲ့ကျမတို့ကလှုပ်ချင်လှုပ်တယ်ဆိုတာကလေသူများမျက်စိနှောက်လောက်အောင်ဟိုအင်ထရီပြက်ပြားပြီးတော့အဲ့လိုမျိုးဖောက်လို့တာမဟုတ်ကျမအငိမ့်နီးနဲ့လှုပ်ချင်တာလှုပ်တာအဲ့မှာကျဲခောက်တယ်ကျဲခောက်ပြီးတယောက်တယောက်စိတ်ကြတယ်ကလိကြတယ်မုခိုးစားတယ်ပေါ့နော်အဲ့ဒါနဲ့ဝိုင်းရင်ကြောင်းရီးလေးကိုကျမလေးတခါလေအဲ့မချိန်ပါလေဇီးတော့စားရတဲ့အရသာတော့ဘေးကြက်ကြောက်ငှက်ပြောက်ပြောက်သွားတာအဲ့ဒါနဲ့ဖုန်ကြီးကလည်းပစုံတော့လောက်ကြီးမျက်လုံးကြီးပြူးထွက်လာပြီးတော့ဟမ် ဘူဟီသမီးလေးတကကြီးဘူဟီသမီးလေးဘာပြောလိုက်တာဖုံဖုံမီးတယ်လေဖွားဘက်တော်ကိုတီလာလို့ဖွားဘက်တော်ဆိုဘာလို့ဘဒုကိုပြောရလဲလို့ဖုံဖုံပြောတယ်မဟုတ်လားအဲ့တော့အဲ့ဒါမိမိကပြောပြတာလေမိမိတီးတဲ့ဖွားဘက်တော်ဆိုတာမြင်းရဲ့မြင်းရဲ့ပေါင်နှချောင်းချားထဲမှာအောက်ကိုတန်းတန်းကျနေတဲ့တထောင်လောက်ရှိတဲ့ဟာကိုဖွားဘက်တော်လို့ခေါ်တာလို့ပြောတာလေဆိုတော့ဟိုကြီးတော့စိတ်ဆိုး တငယ်ချင်းလည်းအောက်ကနေလို့ဆွဲစိတ်တယ်တိလာနေမမြတ်တိုင်းတော့အပေါ်တော့အချက်ပြကျမကျမတငယ်ချင်းကလေခင်မာလေးတိလာအရန်ချစ်စရာကောင်းတယ်တော့ကျမခြေထောက်ကိုဆွဲစိတ်တယ်ပေါ့နေထိုင်လိုက်တော့ဆိုကိုလည်းဘူးမသိပါမနေထိုင်ချလိုက်ကောထိုင်ချလိုက်တော့ဘေးကလူရလဲကိုကိုကြည့်ကြည့်ကြတာပေါ့ခိ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 တေရောဟိဟိဟိတေရောထထောက်ကိုဆောင်းလုံးနောက်တယ်တိလာကိုကလည်းကိုတိရဟာပြပြတာလीနော်အဲ့ဒါနဲ့ဖုန်းညနေအေးတကယ်ဥအောင်ကိုတမီးရတော့อืม အေးတကကြီးဟိုအောင်ကိုတော့ပြောမှရမယ်ဒီကိစ္စလေကက်ချီကိုလောက်တာဘုံကြီး तू ဟိုဒီကလေးတယောက်မှားတယ်ပြောမှားွားတယ် तू တိဟိုဒါကျမတိတာကိုကျမပြောတာပဲကျမမှားတယ်ဆိုလေလူတွေအများကြီးရှေ့မှာတကကြီးဟိုအောင်ကိုတော့သူ့တမီးကိစ္စပြောမှရမယ်ဆိုတာကြတာဘုံကြီးပြောမယ်အလုံးမဟုတ်ဘူးလေကွာတည်ရမလားအဲ့နဲရတယ်လေကျမလေးပြပြလေးနဲ့ပစ်ကလပ်ပစ်ကလပ်လေးနဲ့ဘုံကြီးပြန်ကြည့်လိုက်တယ်ပေါ့နော်ရတယ် အေးစေးအဲတိုက်တလို့သာပြောကိုတိတဲ့ဟာပဲကိုပြောတာလေဟုတ်တယ်မလားကိုကလည်းကိုတိတာလေအဲ့ဒီအဲ့ဒီရင်ကျေးလိမ်မှတင်တယ်မတက်ခင်မှာအဲ့ဒီမှာမင်းသမီးဆွတ်ဆွတ်ထိုက်တပုံရိုက်တုံးကအဲ့ဒီမြင်းကြီးနဲ့တပုံရိုက်တုံးကအဲ့ဒီမှာအဲကျမမေးတယ်လေကျမအမေယူကျမမေးတယ်မဟုတ်လားအမေကြီးအဲ့ဒီမြင်းပေါင်နှစ်ခုကြားတဲ့ ကြံချောင်းလိုတထောင်လောက်ရှိဟာကြီးထွက်ကြလာတာအဲယောဂါလားဘာကြီးလောက်စရာကြီးနော်အန်ဒရယ်ရှိလာလို့မျိုးတော့အဖွားပဲပြောရတာလေကျမအမေရနေခလီဆက်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 နုနေပါဆိုင်လို့တော့အဲ့ဒါဘာယောဂါမှလည်းမဟုတ်ဘာမှမဟုတ်ဘူးကိုနဲ့လည်းမဆိုင်သွားမကြည့်နဲ့အဲ့ဒါဖောက်ပဲတလို့ခေါ်တယ်ဆိုအဖွားကလည်းအမှန်တော့အလွန်ပြောလိုက်တာကွာတိလားဒါပေမဲ့ကျမကဒါကြီးရောအာလုံးဝမှတ်ထားလိုက်ပြီလေကျမကျမကိုတခုပြောတာရင်ကျမကျမစိတ်ဝင်စားတဲ့အရာဆိုရင်ကျမကောင်းနေမှာလုံးဝကိုတတ်မှုရိုက်တုံရိုက်ထားပြီးသားဆိုတော့အဖုံကြီးကလည်းမေးရလေဖောက်ပဲတော့ပါလေအဲ့ဒါပေါ့ 带开看下